င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဧပြီလ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေယူနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ကလီနဲ့ဂံကောကြားကစစ်ကောင်စီအခြေစိုက်စခန်းများကိုနှစ်လအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ကြန့်ရှိနေတဲ့စစ်ကောင်စီစခန်းများနဲ့ ပြူစောတိစကံများကိုဆက်လက်တိုက်သွားမယ်လို့ CDF KKG ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးနဲ့ကံကောမျိုးကြားရှိစစ်ကောင်စီတပ်အခြေစိုက်စကံများနဲ့ပြူစောတိများစုမှုထားတဲ့ကြံသာရွာတို့ကိုနှစ်လအတွင်းတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးတော့ကြံရှိနေတဲ့စစ်ကောင်စီစကံများနဲ့ပြူစောတိစကံများကိုဆက်လက်တိုက်သွားမယ်လို့ CDF KKG ကထုတ်ပြန်ထားပါရယ်။2025ခုနှစ်ဖေဖော်ဝါရီလကစတင်ခဲ့တဲ့ CDF KKG Meter Operation နှစ်လအတွင်းမှာစစ်ကောင်စီရဲ့ကဘာနီမှန်တော်အောင်သားရအရှိအနောက်တပ်စကံများနဲ့ ပြူစောထီများကြီးစုထားတဲ့ကြံသာရွာတို့ကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့ကကလီကန်ကောကြားမှာအတောင်တင်းဆုံးစက္ကန်းဖြစ်တဲ့ကဘာနီစက္ကန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့15ရက်နေ့မတိုင်ခင်မှန်တော်ရွာနဲ့အောင်တာရရွာအနောက်ကစစ်ကောင်စီတပ်စခန်းများကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲများအတွင်စစ်ကောင်စီဘက်ကပြန်လည်ထိုးစစ်ဆင်မှု19ကြိမ်တိုက်ပွဲမရှိတဲ့ခြေရွာများအပါအဝင်လေကြောင်းတိုက်ခိုက်မှုအကြိမ်တစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီးတော့ပြည်သူ15ဦးထပ်မံနေသိမ်းဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် 40ကျော်တန်ရာရရှိခဲ့ပြီးတော့ဆေးရုံကြောင်းတာတနီကအဆောက်အဦးနဲ့ပြည်သူနေအိမ်60ကျော်ထိခိုက်ပျက်စီးခဲ့ကကြေးရွာပေါင်း12ရွာမှပြည်သူ2000ကျော်ထွက်ပြေးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အဲဒီနောက်အေဘီလာ17ရက်နေ့မနက်အစောပိုင်းမှာပြူစောတိများစုမှုထားတဲ့ကြံသာရွာကိုဆက်လက်ထိုးစစ်ဆင်ခဲ့ရာမုံလွဲပိုင်းမှာတိုင်းမီမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။တိုက်ပွဲများအတွင်ချင်းလန် Defense Force ကလီကဘောဂန်ကော CDF KKG နဲ့အတူ CNA CDF ဟာခါ CDF တန်ဒလန် CDF CDM စီရင် ABSDF PDF ကော RKDF ရောဒေတာလွတ်မြောက်ရေးတပ်ပေါင်းစု CDF စံတန်ငကားညီနောင်ဟန်တာဝရီပါကဖ MCR နဲ့ကလေးတောင်ပိုင်းတော်လိုင်းအင်အားစုအဖွဲ့များကပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးပေါင်းမြို့နယ်တနပင်စင်းရွာကိုဘုံဒီကျဲတိုက်ခိုက်ခဲ့တဲ့ စက်တက်လေးတီနှစီအားပြစ်ခတ်ခဲ့ရာလေးတီမောင်းသူတအူးပေါင်ထိမှန်ဒဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ဧပြီလ14ရက်နေ့မနက်9:00နာရီခွဲကန်အချိန်မှာစေဖြူမြို့နယ်ကပ္ပစ22မှာတက်လာပြီးတော့ပေါင်မြို့နယ်တမနပင်စင်းရွာကိုဘုံဒီကျဲတိုက်ခိုက်ခဲ့တဲ့စက်တက်လေးတီနှစီအားပါကာဖာစုဖွဲ့မှုတပ်ပေါ့မြိုင်ကံမလက်နက်ကြီးတပ်ဖွဲ့ကအသင့်ဆောင်ဆိုင်ပြစ်ခတ်ခဲ့ရာ လေတီမောင်းသူတအူးပေါင်ထိမှန်ထိခိုက်ဒဏ်ရာရရှိသွားကြောင်းမြိုင်ပကဖားမှသတင်းထုတ်ပြန်ထားပါရီတနပ်ပင်စင်းရွာကိုဘုံသည်ကျေးချမှုကြောင့်ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိသွားကြောင်းစကားစသည်ဒကြံကာလအခွင့်ကောင်းယူပြီးတော့လူစုလူဝေးများကိုအကြောင်းမဲ့ဘုံကျခြင်းဆက်တက်လေတီဖြစ်ဘုံသည်ကျေးချခြင်းလက်နက်ကြီးဖြစ်ရန်တမ်းပစ်ခတ်ခြင်းများပုံမှုပြုလုပ်နိုင်တဲ့အတွက်ကြောင့်ပြည်သူများအထူးကယူပြုပါရန်နှိုးဆော်ထားပါရီခင်ဗျာ ဆက်လက်ပြီးစလင်းမျိုးနဲ့အတွင်စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းမှထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားကိုထိမ့်သိမ်းပေးထားတဲ့တရင်ကိုတင်ပြပေးပါမယ်။ဧပြီလ15ရက်နေ့မှာစလင်းမျိုးနဲ့အတွင်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြံဘက်စစ်တပ်စစ်ကြောင်းကိုမိုင်းစေလုံးထက်မနေဖောက်ခွဲတိုက်ခိုက်ခဲ့ရာထိခိုက်မှုအများအပြားနဲ့ပြန်လည်ဆုတ်ခွာသွားကြောင်းဒေါင်းညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့မှတရင်ထုတ်ပြန်ထားပါရီ။ထိုးစစ်ကြောင်းအတွင်မှစစ်မှုထမ်းအပတ်စဉ်ကတင်းနန်းစင်ကိုပိုင်အမှတ်ပါစ123927တပ်သားမောင်ဖိုးအေးမှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ဖော်ပြထားပါတယ်။စစ်မှုထမ်းတပ်သားမောင်ဖူအီမိုင်းတိမှန်ထားတဲ့ဒဏ်ရာများအားစီကူတမှုများ ပြုလုပ်ပေးခဲ့ပြီးတော့ကောင်းမွန်စွာထိမ့်သိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးနထိုးကြီးမျိုးပေါ်မှာအယက်ဝေလာတဲ့ စစ်သားနှစ်ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ပြီးတော့လက်နက်ခဲယမ်းများတင်စီရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်နှစ်ထိုးကြီးမြို့ပေါ်မှာအရက်လာဝေတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့နှစ်ထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါရီ။အေဗီလာ15ရက်နေ့မနက်9:00နာရီခွဲခန့်မှာအရက်လာဝေတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကိုနှစ်ထိုးကြီးပကဖကအတူနှစ်လက်သေးပြေတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့နှစ်ဦးစလုံးနေရာမှာပဲတီဆုံသွားခဲ့တယ်လို့ဆိုပါရီ။ဒါအပြင် ME 11တနက်နှစ်လက်ကြီပေါက် ၃ပေါင်းနဲ့ 5.56G 85000ကိုတင်စီရရှိခဲ့ပြီးတော့တပ်ဖွဲ့ဝင်များဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကအပြည့်ရဆေးရေးကြီးညာထားပြီးမြေထိုးကြီးမျိုးနဲ့အတွင်းရှိကျေးရွာများနဲ့ဘာသာရေးအဆောက်အအုံများကိုဥတီပြီးတော့လေရင်ဆက်တက်လေထီးနဲ့ဟာဝဇာများဖြင့်နေစဉ်ပစ်ခတ်ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူများအနေနဲ့အထူးသတိပြုနေထိုင်ကြဖို့နေထိုးကြီးပကဖကအတိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးဗန်ပွေးကုန်းပြူစောတိကိုတွားရောက်ရှင်းလင်းရာလက်ပစ်ပုံးဖြင့်ပြန်တိုက်ခိုက်ခဲ့တဲ့ဇနီးဖြစ်သူကိုပြစ်ခတ်ရှင်းလင်းခဲ့ရတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်ရွေးကုန်းအုပ်စုဗန်ပွေးကုန်းကြီးရွာကစစ်ကောင်စီတရင်ပေးပြူစောတိတအုပ်ကိုတွားရောက်ပြစ်ခတ်ရှင်းလင်းခဲ့ရာပြန်လည်ခုခံထွက်ပြေးသွားခဲ့ပြီးတော့၎င်းရဲ့ဇနီးဖြစ်သူတည်ဆုံသွားခဲ့တယ်လို့တာယာဝတီခရိုင်တရင်383ညနှင့်တက်ခွေးနှစ်ကထုတ်ပြန်ထားပါတယ်။အေဗီလန်73ရက်နေ့ည9:00ခွဲအချိန်မှာ ပံပွေးကုန်းချေးရွာနေပြူစောတိထွန်းတော်ဝင်းဆိုသူကိုဒါယဝရီခရိုင်တက်ရင်383ညနှင့်တက်ခွေးနှင့်ရဲဘော်များကရှင်းလင်းဖို့နေအိမ်ကိုတွားရောက်ခဲ့တယ်လို့ဆိုပါတယ်။တွားရောက်ရှင်းလင်းစဉ်ထွန်းတော်ဝင်းဟာနေအိမ်အနောက်ဘက်မှခုံချကာတနက်ဖြစ်ပြန်လဲပြစ်ခတ်ထွက်ပြေးသွားခဲ့ပြီးတော့၎င်းရဲ့ဇနီးဖြစ်သူကလည်းလက်ပစ်ပုံးဖြစ်ပြန်လဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အရီလိုပြန်လဲတိုက်ခိုက်ခဲ့တာကြောင့်၎င်းရဲ့ဇနီးပြူစောတိတင်နန်းစင်မတ်စာဥကိုတနက်ဖြစ်၃ချက်ပြစ်ခတ်ခဲ့ရာနေရာမှာပဲတိဆုံသွားခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့လမယားနှစ်ဦးစလုံးဟာတော်လင်းရဲဘော်များရဲ့အချက်လက်များကိုစစ်ကောင်စီတန်းတရင်ပေးခြင်းပြည်သူများအားမမှန်မကန်တရင်ပေးကစစ်ကောင်စီကိုဖမ်းဆီးခိုင်းခြင်းတို့ကိုလှုံ့ဆော်နေသူတွေဖြစ်ကြတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကြုံတူးမျိုးနဲ့ကန်နေရွာဖုံးကြီးကြောင်လေရင်နဲ့ဘုံကျဲခံရပြီးတော့6ဦးကန်တိဆုံတဲ့တရင်ကိုတင်ပြပေးပါမယ်။ဧပြီလ15ရက်နေ့နေ့လယ်12နာရီခန့်မှာကော်ဂရိတ်မျိုးနဲ့ကြုံတူးမျိုးကန်နေရွာရှိဖုံးကြီးကြောင်အချမ်းဘက်စစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲခံခဲ့ရပြီးတော့အရဲသား6ဦးကန်တိဆုံခဲ့ရကြောင်းကန်နေရွာဒေသတရင်များအရာသိရပါပါတယ်။ပုံချရောက်ပောက်ကွဲမှုကြောင့်ပရိုဘောက်ကားတစည်းပေါ်မှာကျရောက်ပြီးတော့ကားမောင်းသူအပါဝင်ပြည်သူတချို့ပွဲချင်းပြီးတိတ်ဆုံးခါဘုံကြီးเจ้าမှာတကြံအကျက်နေဥပုပ်သီလာယူရန်လာရောက်ကြတဲ့ပြည်သူများလည်း ထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒေဆုံးသူအရေးအတွက်တိုးလာနိုင် ပြီးတော့လွန်ခဲ့တဲ့ရက်ပိုင်းတွေကတည်းကဂျုံတိုးမြို့ပေါ်မှာရှိတဲ့အမှတ်545ချင်းမြန်တက်ရင်အမှတ်546ချင်းမြန်တက်ရင်ဗျူဟာစကန်တွေကမြို့အနီးမှာရှိတဲ့ရေပူကြီးကော့ဝါလဲဝင်းပြနောင်တမန်တမိန်တိုတောင်ကပရိုင်မိကလုံကန်းဒီကျေးရွာများကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ကြောင်းအေဗီလာ14ရက်နေ့ညပိုင်းမှစတင်က ော့ဂရီမြို့နယ်ကျုံတိုးလမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေကိုစကားစတက်ကဟာဝေစာအမြောက်တင့်ကားတစည်းနဲ့လိုင်းလံပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကားခစနစ်အနီးကရင်ခွေးတောင်နေရာတဝိုက်ကို KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကဒုစစ်စင်တိုက်ခိုက်နေကြောင်းသိရပါပါတယ်ခင်ဗျာဆလဘီနထိုးကြီးရေလေဖုံးကြီးချောင်းကိုလေရင်ဖြစ်ဘုံကျင်းမှု ကိုရင်ငယ်တပားနဲ့ တန်ကတော့တပါအပါဝင်၃ဦးပြင်းထန်ဒဏ်ရာရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အေဗလာ၁၄ရက်နေ့ညနေ၆နာရီကန်အချိန်မှာနထိုးကြီးမြို့နယ်ရေလေဖုံးတော်ကြီးကျောင်းကိုစစ်တပ်ကလေရင်ပြစ်ဘုံနှလုံးကျဲချခြင်းကြောင့်အသက်9နှစ်အရွယ်ကိုရင်ငယ်တပါနဲ့တန်ကတော့တပါအပါဝင်၃ဦးပြင်းထန်ဒဏ်ရာရရှိပြီးတော့ဖုံးကြီးကျောင်းမီးလောင်ပျက်စီးခဲ့ကြောင်းဒေသတရင်းများအရသိရပါတယ်။ကျွန်းကျောင်းရွာရေလေဖုံးတော်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲမှုအတွင်ရေလေဖုံးတော် ကြီးကျောင်းမှတက်တော်54နှစ်အရွယ်ဦးသေးဝရအသက်အန်ဒီရဲ့စိုးရင်ရပြီးတော့အသက်9နှစ်အရွယ်ကိုရင်ငယ်တပါးနဲ့ကျောင်းဝေယဝိဆလောက်ကန်ဆောင်ရွက်ပေးနေတဲ့အသက်20အရွယ်အမျိုးသားတအူးတို့ပြင်းထန်ထန်ရရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးကော်ဂရိတ်မျိုးနယ်မှာစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရည်များကြောင့်ခလင်းငယ်များအပါအဝင်ရှစ်ဦးတန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံးကော်တူးလီအုပ်ချုပ်နယ်မြေဒူပလာယာခရိုင်ကော်ဂရိတ်မျိုးနယ်မှာစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရည်များကြောင့်ခလင်းငယ်များအပါအဝင်ပြည်သူရှစ်ဦးတန်ရာရခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အေဗီလာ၁၀ရက်နေ့ည၆နာရီခန့်မှာကော်ဂရိတ်မျိုးမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဒရုန်းဖြင့်မောင်းမရွာသည့်ဂျေးရွာကိုဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုအတွင် အသက်၁၀နှစ်အရွယ်မိန်းကလေးငယ်တအူအသက်၅၀ 55နှစ်အရွယ်အမျိုးသားတက်ဦးနဲ့အသက်60အရွယ်အမျိုးသမီးတက်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။အလားတူအေဘီလာ၈ရက်နေ့ည10နာရီမိနစ်28မိနစ်ခန့်မှာလဲကော့ကရစ်မြို့ပေါ်မှာတက်ဆွေးထားတဲ့စစ်ကောင်စီတက်120မမ122မမလက်နက်ကြီးများဖြင့်အန်ကောင်ကြိုက်တက်လိုက်နဲ့တောက်ပလန်ကြီးရွာများကိုပြစ်ခတ်ခဲ့တယ်လို့ဆိုထားပါတယ်။အဆိုပါလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်60နှစ်26နှစ်အရွယ်အမျိုးသား2ဦးအသက်14နှစ်အရွယ်မိန်းကလေး2ဦးအသက်9နှစ်နဲ့6နှစ်အရွယ်ကလေးငယ်2ဦးဒဏ်ရာရခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးဟာခါဘျူဟာ266မှပြည်သူစစ်3ဦး CDF ဟာခါထံလက်နက်နဲ့တကွအလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်ဟာခါမြို့အခြေဆိုင်စစ်ကောင်စီရဲ့အမှတ်266ဘျူဟာတပ်စခန်းကပြည်သူစစ်3ဦးဟာလက်နက်ခဲယမ်းများနဲ့တကွအလင်းဝင်လာတယ်လို့ချင်းလန်ဒက်ဖန်ဖို့စ်ဟာခါကထုတ်ပြန်ထားပါတယ်။အေဗီလာ73ရက်နေ့မှာဘျူဟာ266မှပြည်သူစစ်3ဦးဟာ MA1 တက်လက် MA3 တက်လက်နဲ့ MA11 တက်လက်တို့ကိုယူဆောင်လာပြီးတော့ပြည်သူတော်လှန်ရေးမှပူးပေါင်းပါဝင်လာခဲ့တယ်လို့ဆိုပါတယ် တယ်။အဲဒီလိုအလင်းဝင်ရောက်လာသူ၃ဦးကို CDF ဟာခါကနှွေးထွေးစွာကြိုဆိုခဲ့ပြီးတော့ဂုံပြူစုငွေများပေးအပ်ခဲ့ကလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။စေကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်ခွင်ကိုဗတ်ပြောင်းခြင်းသူများကို CDF ဟာခါမှအမြဲတမ်းကြိုဆိုကြောင်းနဲ့လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူမှာဖြစ်ကြောင်းအသိပေးထားပါရခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Carshell တို့ကပြပို့ထားတာဖြစ်ပါရယ်ခင်ဗျာ။